အလုံးလမဲ့ထောက်ပံ့ခြင်းအလုံးလမဲ့ဖြစ်တဲ့အခါအစိုးရကနေပြီးထောက်ပံ့ခြင်းပေးတဲ့နိုင်ငံတွေရှိပါတယ်။အလုံးလမဲ့ဖြစ်တာက ကြောက်စရာအကောင်ဆုံးဘဝရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။အလုံးလမဲ့ဖြစ်တာကတဦးတယောက်တည်းထိကြိုက်တာမဟုတ်ဘဲကိုယ့်အပေါ်မှာမိခုံနေတဲ့မိသားစုတွေရှိနေရင်ဘလုံးမှုဘဝပေါင်းများစွာကိုရိုက်ခတ်သွားနိုင်ပါတယ်။အလုံးလမဲ့ထောက်ပံ့ခြင်းဘယ်နိုင်ငံတွေပေးတယ်လဲ။အလုံးလမဲ့ထောက်ပံ့ခြင်းကိုအမေရိကန်၊ပြင်သစ်၊နော်ဝေး၊ဂျာမနီ၊နယ်သာလန် စစ်စလန်လူဇင်ဘတ်ဘူဂေရီးယားဘယ်ဂျီယံစပိန်နဲ့ပေါ်တူဂီစတဲ့နိုင်ငံတွေကပေးပါတယ်နိုင်ငံအလိုက်စီးမြင့်တွေနဲ့ထောက်ပံ့ကြေးပေးတဲ့ကာလတော့ကွဲပြားသွားပါတယ်အလုံးလမဲ့ထောက်ပံ့ကြေးကိုဘလူးခါရီမာပေးတယ်လေအလုံးလမဲ့ထောက်ပံ့ကြေးတွေကမိမိအမားကြောင့်အလုံးလမဲ့ဖြစ်သွားတာမဟုတ်တဲ့သူများကိုပေးပါတယ်ဒီထောက်ပံ့ကြေးကလူတအူးချင်းစီအတွက်အလောက်အကန့်အခွင့်အလမ်းတင်များရှာဖွေနေချိန်မှာ ယာယီငွေကြေးအကူအညီပေးဖို့ရည်ရွယ်တာဖြစ်ပါတယ်။အလုံလမဲ့ထောက်ပံ့ကြရဖို့ဘာတွေလိုမလဲ။အလုံလမဲ့ဖြစ်မှုအတွက်တတ်မှတ်ချက်တွေ၊လမ်းညွှန်ချက်တွေ၊လိုအပ်ချက်တွေကနိုင်ငံတစ်ခုစီအလိုက်ကွာခြားမှုတွေရှိပါတယ်။ဥပမာဘူဂေးရီးယားနိုင်ငံဆိုရင် အလုံလမဲ့ဖြစ်ပြီး9ရက်အတွင်းဒေသတွေက အလောက်ကိုင်းရုံးကိုသတင်းပို့ရမှာဖြစ်ပါတယ်။ဂျာမနီမှာဆိုရင်တော့ရရှိနိုင်တဲ့အလောက်လက်မဲ့ထောက်ပံ့ခြင်းနှမျိုးရှိပါတယ်။ပထမတစ်မျိုးကိုအလောက်ဖြုတ်ခံရပြီးလွန်ခဲ့တဲ့နှစ်နှစ်အတွင်းအနည်းဆုံး၁၂လအလောက်လက်မဲ့အာမခံမှာစည်ရင်းသွင်းထားတဲ့အလောက်သမားတွေကိုပေးပြီးဒုတိယတစ်မျိုးကိုတော့လက်ခံရရှိသူရဲ့အရေးချင်းစစ်ဆေးမှုအပေါ်အခြေခံပြီးပေးပါတယ်။ထောက်ပံ့ခြင်းကလာနိုင်ငံအလိုက်တော့ထောက်ပံ့ခြင်းကလာတွေကမတူညီကြပါဘူး။ အကြံပြင်အဖြစ်တော့ထောက်ပံ့ကြေးကာလကို၄နှစ်အထိအများဆုံးပေးတာတွေ့ရပါတယ်။အဲ့ဒီနိုင်ငံကတော့ဘယ်ဂျီယံနိုင်ငံပဲဖြစ်ပါတယ်။ဘယ်ဂျီယံအစိုးရကသူတို့နိုင်ငံသားတွေအလုလတ်မဲ့ဖြစ်ရင်ထောက်ပံ့ကြေးကိုအများဆုံး48လအထိပေးပြီးတဖြည်းဖြည်းနဲ့ပေးတဲ့ထောက်ပံ့ကြေးပမာဏကိုလျှော့ချသွားတာဖြစ်ပါတယ်။တခြားနိုင်ငံတွေကတော့တစ်နှစ်ကနေနှစ်နှစ်အထိအလုလတ်မဲ့ထောက်ပံ့ကြေးကိုပေးကြပါတယ်။အလုလတ်မဲ့ထောက်ပံ့ကြေးဘာကြောင့်အငင်းခံရသလဲ။ ငင်းပယ်ခံရနိုင်တဲ့အကြောင်းရင်းတွေရှိပါတယ်။အဲ့ဒါတွေကတော့အခြေခံကာလလိုအပ်ချက်များနဲ့မကိုက်ညီတာ၊ကျိုးကြောင့်စီလျော်တဲ့အကြောင်းပြချက်မရှိဘဲအလုတ်ထွက်တာ၊အပြုတ်မှုမကန်တာကြောင့်အလုတ်ကနေထုတ်ပယ်ခံရတာစတာတွေကြောင့်ထောက်ပံ့ခြေကိုအငင်းခံရကြပါတယ်။ဒီအချက်တွေကတော့နိုင်ငံတကာမှာပေးနေတဲ့အလုတ်လက်မဲ့ထောက်ပံ့ခြေနဲ့ပတ်သက်ပြီးအကြမ်းဖျင်းပြန်လည်မျှဝေတာပဲဖြစ်ပါတယ်။ နိုင်ငံတော်များကတော့အလုံးလက်မဲ့ထောက်ပံ့ခြေကိုအလုံးလက်မဲ့ထောက်ပံ့ခြေအာမခံငွေတွေကပဲပေးတာဖြစ်ပါတယ်။လစာရဲ့60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိလအလိုက်ပြန်လဲပေးအပ်ကြတာကိုတွေ့ရပါတယ်။အခုပြပြခဲ့တဲ့အကြောင်းအရာလေးကတော့အလုံးလက်မဲ့ထောက်ပံ့ခြေအကြောင်းပဲဖြစ်ပါတယ်။ ။နောက်ထပ်လည်းဘလို့လောက်ကင်ခွင်လန်းကောင်းတွေကိုတင်ဆက်ပေးရအောင်မလဲ။ဘလို့စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးရအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။